ဒီနေ့တော့လင်းယူမယ်ဆိုပြီးတော့ဒီအဋ္ဌာန်နဲ့ကိုရရှင်လောင်မင်းကနင်းတယောက်တည်းမနေတော့နင်းလင်းယူလိုက်တော့ဒီသချင်းနဲ့ဈေးပန်းကင်းလိုက်တော့ဆိုပြီးတော့ဒီသချင်းလေးကိုရေးပေးရဖြစ်ပါတယ်ရှင်ချင်းလေးရလဲဘယ်လိုပြောမလဲဈေးပန်းခင်းတဲ့ပုံစံလေးပေါ့နော်ဟိုဟာလင်လိုချင်းတဲ့ပုံစံလေးပေါ့နော်မြမြလလတောင်းတောင်းမြမြလလတောင်း ဟောမင်္ဂလာပါကိုညွေးရိုက်နေတဲ့သချင်းလေးကတော့ဟိုဟာဗောနော်ကိုရွှေလောက်မရေးပြထားတဲ့လာလာတောင်းဆိုတဲ့သချင်းလေးဖြစ်ပါရဲ့ရှင်ပြုတ်အပြုတ်အပြုတ်ကြီးရေးစမ်းမရှိပါတကူတကူတကူဒီညီငွေလာတာချစ်ရင်ချစ်ရင်အချိန်မဆွေးနဲ့ရှင်အမြန်တလာလာတောင်းလို့ရှင်ဒီနေ့တော့လင်းယူမဲဆိုပြီးတော့ဒီအဋ္ဌာန်နဲ့ကိုရွှေလောက်မင်းကနင်တယောက်တည်းမနေနဲ့နင်လင်းယူလိုက်တော့ဒီသချင်းနဲ့ဈေးပန်းကင်းလိုက်တော့ဆိုပြီးတော့ဒီသချင်းလေးကိုရေးပြရဖြစ်ပါရဲ့ရှင်သချင်းကတော့ရေးပြတော့ အဲအများကြီးပေါ့နော်ဖြောင်းနိုင်စတဲ့လောက်ကုန်နေရှင်ဒါမဲ့လာလာတောင်းအဲ့ဒါပဲမမှီရပေါ့နော်အချင်းလေးကတော့ဟိုပါဘောနော်ဟိုဟာဗာလဲ TikTok ဆော့လို့လည်းကောင်းတယ်ဗောနော် TikTok ဆော့လို့လည်းကောင်းတယ်ပြီးတော့အချင်းလေးကလည်းဘယ်လိုပြောမလဲဈေးပန်းခင်းတဲ့ပုံစံလေးဗောနော်ဟိုဟာလင်လိုချင်တဲ့ပုံစံလေးဗောနော်မြမြလလတောင်းတောင်းမြမြလလတောင်းချစ်ဖို့ကောင်းပါရဲ့ရှင်အဲ့ဒါချင်းလေးရိုက်နေဖြစ်ပါတယ် ော့မပေါ်ပါဘူးဒါပေမဲ့ဒီခက်ကလည်းသိရမလားအဲ့လိုလုံးမှာပဲ TikTok ဆော့လို့ကောင်းအောင် လုံးမှာပဲပေါ့မယ်ပေါ့ပေါ့မယ်နေထားဖြစ်နေရအောင်ပထမသချင်းတွေလည်းလုပ်ဖူးပါတယ်ဟိုပါပေါ့နော်ကိုတောင်ရေးထားတဲ့သချင်းတွေအလွမ်းအစွေးတွေပေါ့နော်ပေးရဲ့ပြီးပြီပဲကိုရဲ့အသေးကိုလေဒီချက်လေးဖလိုဒီလေးချင်းချင်းကပြီးပြီပဲရှိသမျှစွန့်ကုန် ့လိုသချင်းတွေလို့တော့လေတိတော်တွေလည်းမဆော့ကြဘူးเนาะဆော့မပေးကြဘူးပေါ့เนาะအဲဒါမဲ့ပထမတပုတ်ထွက်ထားတယ်လေကြဲရင်တောက်ပတ်မှုရမရနဲ့ဒီရကားလေးမလဲငါမဆူနဲ့တချင်းလေးထွက်တော့ကကြတော့တော်တော်တော်ဆော့ကြရပေါ့နော်တိတော်တခွင်လဲအောင်မြင်ခဲ့ရပေါ့နော်အများကြီးဆော့ပေးကြရပေါ့နော်အခုလဲအဲ့လို need to တချင်းလေးတပုတ်လုထားပါရဲ့ရှင်အကုန်လုံးလဲဒီတချင်းလေးထွက်ရင်လဲဆော့ပေးကြပါအောင်လို့ပြောချင်ပါရဲ့ရှင်ဟုတ်ကဲ့ပါတီးထားတဲ့ ကိုကတော့ DH Studio က Cookie Zone Mo ရဲ့လက်ရာလေးဖြစ်ပါတယ်ရှင်။မစင်ကတော့ကိုသိန်းဝထွန်းဖြစ်ပါတယ်ရှင်။တေးရေးကတော့ကိုရွှေလက်အောင်မင်းရေးပြထားတဲ့ခြင်းလေးဖြစ်ပါတယ်ရှင်။ဟုတ်။အိမ်လုံးမူပြရသည်စင်မီစုံထူးဆူရရရှိရန်ရွှေမလို့ဒီမြလာတော့ရှင်။အားဒီခြင်းလေးကတော့ပေါ့မယ်လို့ထင်ပါတယ်ရှင်။ဘာဖြစ်လဲဆိုတော့သူလည်းအကျိုးမှန်တန်တဲ့သမီးကိုအနေနဲ့ကနေပြီးတော့ကူညီပြီးတော့ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ပြီးတော့လည်းသူတို့တွေကအဲသူတို့တွေရဲ့ရေးအတီးတွေမြင်စင်နေတဲ့တော့ ီသချင်းလေးကပေါက်မယ်လို့ထင်ပါရှင်ဟုတ်ဟုတ်ကဲ့ပါအကန်လေးကတော့ညီမလေးမဆန္ဒနဲ့အဲညီမလေးကိကစ်တို့ကနေပြီးတော့လာပြီးတော့ကုညီပံ့ပိုးပေးထားဖြစ်ပါရှင်ဟုတ်ကဲ့ပါမကြခင်ဒီတချင်းလေးကထွက်မှာဖြစ်ပါရဲ့ရှင်ဒီတချင်းလေးထွက်ရင်လည်းတော်တော်လေးစော့ပေးကြပါအောင်အားပေးကြပါအောင်လို့ပြောချင်ပါရှင်